အခုညတော့ဘူးယူဝင်ကိုကျွန်တော်ကတော့တရားချလာရမဟုတ်ဘူးတပတ်ချလာမဟုတ်ဘူးနေ့တိုင်းရတယ်အဲ့အဲ့တော့ဒီတအားကျင်နေမှုကောင်းတယ်ကလုံးဆိုတော့ကလုံးတိုင်းသိရင်လည်းသိဟိုတောက်လျှောက်သိနေတာပေါ့အဲ့ဒါလည်းပြောပါတယ်ဒါပေမဲ့တခါတလေတော့ကိုယ်ရင်လည်းကိုယ်လည်းတခါလေသိစီရှင်တော့အဲဒီဒီသဘောပါပဲကျွန်တော်ယူဒီပုံမြင်တွေ့တယ်မြေ ချခဲ့ပြီလားကျွန်တော်တို့ပြင်းနေပြင်းချင်းမြင့်ချင်ဟာရေပွဲလားရောက်ခဲ့ခဲ့ပြီဘာကနာရလာလီစုကန္တာရစုအဲ့အမေတန်းဟောဘဲတိုင်းရတယ်မင်းကဟိုစုံရုပ်အတန်းနဲ့တူရခွာဆိုရင်အဲ့ညာကျွန်တော်အိမ်မပြောတိုင်းညာပျော်လွန်းလို့ကလေးဆိုကလေးဆိုအဲ့ကျွန်တော်ဘလောက်ရှိမှခုနှစ်နှစ်တန်းအဲ့လောက်ပဲရှိရ16 9နှစ်မှာကျွန်တော်7နှစ်မှာစဉ်းစားဆိုတာ ပြောလို့ကျင်းနေမှာဘောင်မီတို့လေးနဲ့ကန်းစားမှာဆိုရင်ကောင်းတယ်ရတယ်ဝင်လာတယ်ဘောင်မီဖြတ်ပလိုက်ပြီးထိတ်ကလေးတွေကို तू ကစလုံးပုံစံမျိုးတွေရိုက်တာဟောရိုက်တော့ဘောင်မီတွေဖွာဆိုရတယ်စာမကျဘူးအမေကြားရင်စာကျက်နေကြအောင်စောင်းအောင်ပြီးတော့ဘောင်မီကိုတောက်ဆူးရှင်နဲ့ ွာပြီအဲအဲ့လိုအဲ့လိုယူရဲ့ Santa come along the border you အခုဝင်းရခုယူပြီးတခြင်းဆိုတာဆိုတော့ထောင်းကအဲ90 91လောက်တည်းဟာဗောနော်စဆိုတာတော့93 94မှာဆိုတာဗောစပြီးတော့ယူတာ90ပတ်ဝန်းကျင်လောက်တွေရဲ့ယူတာတကယ်တော့ဓာတ်ကြီးတစ်ခုလုံးကလေဦးညွတ်ထုံးနဲ့ပတ်သက်တဲ့ဟာတစ်ခုလုံးကကိုယ့်ဘောဘုံလုံးတော့ဒါဟုတ်ပဲလုပ်ချင်တယ် ဒါပေမဲ့နောက်ပိုင်းမှာပြောင်းယူရတာပေါ့ဟိုကိုဘလောက်ပဲဝန္ဒနာပါပါဘလောက်ပဲယူသွတ်တော့ဒါပေမဲ့ကိုသွားမယ်လမ်းကြောင်းတစ်ခုတော့ကိုကကိုရှာတာပေါ့အဲ့တော့ယူလဲယူရလုံလဲလုံတယ်ဒီဆိုတော့ဟုတ်ကဲ့ကျွန်တော်လည်းကျွန်တော်တို့ music လုံနေတဲ့လူတွေကကျွန်တော်တို့သိစေချင်လို့လုပ်တာတော့မဟုတ်ဘူးပေါ့နော်အဓိကကိုလုံနေရင်ပြောတာပေါ့နော်ဟိုစိတ်ဆန္ဒပေါ့နော်ကြီးကြီးကြီးပြောရင်လည်းအေးစိတ်ဆန္ဒပေါ့ဖန်တီးတာတွေပါတယ်ပေါ့အဲ့လိုအထီးတော့လည်း မပြောရတော့မပြောတော့ပါဘူးဒါပေမဲ့ဒီလောက်ကိုလုံနေရင်ပျော်ရဲတွေဒီလောက်ကိုလုတ်ကိုလုံနေရကလုံးပဲလုံရလုံရကိုပြူးစစ်ပဲလုံရလုံရလုံနေဖို့လိုတာလေတချို့လုံးကျင်တဲ့ဆန္ဒရှိပြီးရန်နေရတယ်လို့အများကြီးတော့အဲကိုတို့ကကန်ထူးတယ်လို့တော့ပြောပြောအောင်တော့မဆုံးမနစ်တော့သွားနေရတာပါအဲအခုကတော့စမ်းကြည့်အောင်စမ်းကြတာကြာပါပြီကိုရရေးကိုရသူစမ်းကြတာကြာပြီဘာမှတော့မဖြစ်ဘူးပေါ့ဖြစ်ဖြစ်မဖြစ်ပါဘူးကိုလုံးကျင်တဲ့လုံရရင်ပြောရမှာ ပြောရအောင်ပါဘူးဦးကျတို့ပွဲတပွဲကိုကျွန်တော်တို့ပေါ်တိုင်းစုပြီးသွားကြတယ်ဦးကျတို့ပွဲလုံးမှာကျွန်တော်တို့ရဲ့ဒီဝစားစင်မူ dress တို့သူ့ပေါ်ထားတဲ့ mood တို့အဲ့ဒီကပွဲတပွဲရှိမှဥမာ country design တွေဝေးကြမယ် rock design တွေဝေးကြမယ်နောက် country dog တွေဝေးကြမယ်သူပျော်ကြမယ်အဲ့ဒါကဦးကျတို့ပွဲရှိမှလုပ်ရတာကျွန်တော်ကနေတိုင်းကိုပျော်တယ် ဘာကြောင့်လဲဆိုတော့ဦးကျွန်တော်ကနေတိုင်းယူခွင့်ရှိနေတယ်လေဒီဝစားတွေလည်းနေတိုင်းအဝတ်ခွင့်ရှိနေဆိုတော့အကောင်လုံးတော့ကျွန်တော်အမိုက်ဆုံးပဲလို့ထင်တယ်အဲနောက်တော့ပြောပြောရင်အခုတော့ပဲဘယ်လိုဖြစ်လာလဲဆိုတော့ကျွန်တော်အရင်တော့ဆိုငယ်တော့လေဦးကျွန်တော်ကအရင်ကတူချင်တာတအားတူချင်တာပေါ့နော်အတန်တွေလည်းတူချင်တယ်ရုပ်တွေလည်းတူချင်တယ်အဲကြောင့်ဝစားတွေလည်းတူအောင်ရှောက်လို့တယ်ဘဒူဒူတွေလည်းရှောက်ဝဲတယ်အဲတံမိုးကြည့်တာမဟုတ်တော့မှပဲခက်စင်စင်နေဖြစ်မှာပဲနောက်မှကျအခုဘာဖြစ်လာလဲဆိုတော့အသက်နည်းနည်းကျလာတာလား ကျွန်တော်တို့အုံနောက်တွေပူကြီးလာတာလားမသိဘူးကျင်းတတ်တဲ့နှစ်သိမ့်တဲ့ကိုယ့်ကိုနှစ်သိမ့်တဲ့ဥစ္စာငါတို့လောက်ရရင်တော်ပြီဆိုစိတ်နည်းနည်းဝင်လာပြီဘာလို့လဲကျွန်တော်လည်းတူတဲ့လူတွေအခုအများကြီးပေါ့ပေါ့အတန်တော့မဟုတ်သေးဘူးကွနော်ရုပ်တွေဆိုတချို့တော်တော်တူတယ်မန်လေးမလို့မလို့မလေးဘယ်လိုပဲဆိုလဲကိုတော့ပြန်ဥညွတ်တယ်ကိုဟန်းကိုကိုဟန်းကိုဘာလို့ယူတယ်ဆိုတော့အဲ့လိုတဆုံယူပြခံဘာလို့ကျွန်တော်ကတဆုံယူခဲ့တာ ကိုရယူရတူရတူနည်းနည်းလေးအချိန်ကအခုပြန်တက်ပြီဒီဘက်ကိုဆိုလာတော့ဘက်ကိုပြန်လာတယ်အဲ့တော့အဲ့တော့ကိုစကိုစပတ်ချတယ်ဆိုတော့ကျွန်တော်အရင်တော့ကဂျင်းမောင်းဝီတောင်ပဲဂျင်းမောင်းဝီတောင်ဝက်ခွဲမရှိအနည်းဆုံးကိုစကျောင်းဆရာကတော်ဘက်မှာခဏခဏပြောဦးညတို့ကရွှေလွင်ချင်း NTU ကိုကြည်အာယူရလေဘောင်းမီတို့နဲ့အချက်ကတွေနဲ့လိုချင်တာပေါ့လိုက်လို့ချင်တယ်ဒါပေမဲ့အကောင်ဘာလို့ရလဲဆိုတော့တေးထားတာ ်မှန်လားတစ်ချိန်ချင်းပေါ့တစ်ချိန်ချင်းတော့ငါလုံးဆိုဂျင်မောင်းကြီးမဝေးလို့မရသေးတဲ့အချိန်မှာဘာလုပ်လဲဆိုတော့အင်းရနဲ့မိုးဘိုးတနေ့ကို90ပေးရင်အဲ90ကိုစုထားတယ်စုပြီးတော့ဖြည့်ကျင်တော့ကျွန်တော်တို့အဲ့အဲ့ kit တွေတုန်းကဒါမရှက်တန်းပြောရင် quality ဆိုတာမရှိဘာလို့ဘာလို့အခုအခုကလေးတော့တအားကြီးခင်မစားသေးဘူးဘာဘာနေမှာအဲဘန်းနေဆိုလဲကျွန်တော်တို့ကလေးပေးပေါ့ဗီဒိုပေါ့အဲ့မှာသွားပြီးတော့ရှာရတယ်250 300ဆိုရင် จลันยาเออโหสอไอ้เนาะคลีซอเลยนี่เนาะชิดาน่ะชิเสียหมดป่าววิซ่าได้วิซ่าป่าวกูอยู่ทุกข์ขึ้นโหปုံพอได้ตัวเว้ยอะแล้วตะเนหมูเนี่ย50ยา9ยาทําไมหมูซาได้ท่าให้เนี่ย50ยาโอ้6ยาไม่ซาอ300หลองเนี่ยอินทร์မျိုးอ่ะซีได้ตัวได้ไอ้เปโรแท้มากูเนี่ยต่อไม่อุษาအဲ့တော့တော့ကိုယ်တည်းအရင်ပစိုးဝတ်တော့တခါလဲဝစ်ကြည့်မှလေအဲတချို့ဝယ်တဲ့လူတွေတော်တော်များများအဲ့လို ဟိုတခါလဟုတ်တာရပါရင်လည်းရှက်တန်တော့ဘယ်လိုယူတို့ရအဲ့လိုကိုစော်တာပါတော့ဝိဒ္ဓယမှာတို့ဘယ်လိုယူရမှာတချို့အဲ့အဲ့ကာလတော့နည်းသူရှက်တန်ဟာအမေဘယ်လိုကြီးဝတ်ထားတယ်ဒီမှာတော့အဲ့အဲ့တောင်းဝင်မိခဲ့တရရလားဟိုဘယ်လိုလဲကျွန်တော်တို့အချက်မရှိတဲ့ဟိုဟာလားတော့မသိကျွန်တော်တို့ပျောင်းပဲပစိုးအိမ်ရနေဝတ်သွားတယ်ဟိုရောက်တော့ပေါင်းကြီးတထဲလာတာဝိဒ္ဓယမတော်ဘူးသွားနောက်တယ်အတော်ဆုံးဆိုတဲ့ဥစ္စာကိုယူလာပြီးအိမ်အိမ်ကိုရောက်လာတယ်အဲအဲ့ဒါမျိုးရှာရတာပေါ့ ဆိုရဲကိုမချင်းဆိုရဲဒါမဲ့လဲဟိုအဲ့ရတော့အကို live လေးနဲ့ရှင်ပြီးပြောပြောရအောင်နော်ဘာ live အခုကတော့ဘာ live ပေါ့သူကကျွန်တော်စိတ်ကိုခံစားမှုနှမျိုးထားတာဒါကဂျုံလုံးပြောပြတာစိတ်ခံစားမှုနှမျိုးထားတယ်ခုကကကျွန်တော် show မှုမရှိတဲ့အချိန်မှာဘာတွေမှာကျွန်တော်ကဟိုဆိုရတာပေါ့နော်ဆိုရဆိုကျွန်တော်က artist ကြီး entertainer ဆိုစိတ်နှမျိုးထားတာ ဘာလို့တော်တော်များများဒီ restaurant တွေမှာတော်တော်များများလာတာသူက entertainer အနေနဲ့ပဲကိုယ်မြင်ပါလေကိုကောဖြစ်နေတာတော့ artist ပေါ့ဆိုတော့အဲ့မှုနှစ်ခုနဲ့သွားတယ်ဆံရောက်တော့အနေထားကြည့်ပြီးတော့လောက်တော့ဟုတ်ပြီငါဘာလုပ်လို့ရလဲငါရဲ့ artist move ကိုလုပ်လို့ရလို့ရတဲ့ဆိုင်ကြတော့ကိုဆိုချင်တာဆိုလိုက်တယ်အမကိုကိုပိုင်ရှင်းတော့လေဦးကျိုးတို့ရဲ့ဆိုချင်ဆုံးချင်းလေဆိုလိုက်တယ်အဲ့အဲ့နေ move ကတစ်မျိုးပေါ့ပျော်ရွှင်မှုကတစ်မျိုးပေါ့နောက်ဒီဘက်က entertainer ဆိုတဲ့ဘက်ကိုတစ်ခါပြန်သွားရင် ဘားတော်တော်များများ resident တော်တော်များများသူက trend ဖြစ်တဲ့အချိန်လောက်သူတို့ရတဲ့အချိန်လောက်မှာမပျော်တတ်တာဘူးဥမာဗျာဟိုးမြင်းပြန်တောင်ပန်းတွေဆိုပြီးအမြင့်မြတ်သမားဆိုမယ်ဒါ quality တဲမှာပါတယ်တကယ်တော့လူတွေသိပြီးတော့ဟိုနားထောင်လေးမရှိတဲ့မရှိတဲ့အချိန်တကယ်ဥညိတို့အချိန်တွေမှာခံစားမှုနဲ့နားထောင်နေခြင်းနဲ့ခင်အောင်မင်းသားကြီးတို့ဆိုအရင်ကောင်းတယ်အဲ့ဒီအချိန်တွေကြိုက်ကြတဲ့လူများပါတယ်ဒါပေမဲ့ရာခိုင်နှုန်းနဲ့တွင်တရားမှာကြိုက်30ပဲတော်တော်များများကတော့ ဟိုအစမ်းသားခံတဲ့နှလုံးပါညာဒါအပါလို့လို့သူတို့ live ဆိုလို့ရမယ်မြူးလို့ကားလို့ရမယ်ဟာမျိုးရအဲ့ဒါကြတော့ကျွန်တော် entertainer ပဲရောက်သွားတာအဲ့တော့သူတို့ဘာကြိုက်လဲ entertainer ဟုတ်ပြီကိုဖြော်ပြရမယ်အဲ့ကြတော့မျှလို့ရတာဒီကတော့ကျွန်တော်ကတော့ဒီဦးညိုသခင်ဆိုရမယ်ဆိုရင်ဘာလိုက်တွေ entertainer ဘာမှမရှိတော့ဘူးတမျိုးတည်းတစ်စိတ်တည်းပါသွားတာဟိုယူသူမှုအသက်သွင်းတဲ့သဘောစိတ်ဆန္ဒအရာဆိုရင်တော့ဟိုသူကမကျေနပ် ရင်ကိုယ့်တို့အားပြစ်တာနော်ဟိုအမြဲလုံနေခြင်းတဲ့စိတ်ကတော့ရှိတော့ဒါကျင်တတ်သလားဆိုတော့အရင်တော့မကျင်တတ်ဘူးနောက်တစ်ခုကရက်နေတာတဲ့ဆိုင်သွားနေတယ်ဆိုတော့လေတစ်ဖက်ကပြန်တွေးတော့လေမစိုးသေးဘူးလို့ပဲခေါ်မှာပေါ့အခုနကညီလေးပြောတဲ့သွားကိုအတိအကျပြောရရင်ကျင်တဲ့အားမှုကတော့ကိုယ်ဝင်မရှိဘူးအမြဲတမ်းကိုကိုရလုံနေခြင်းတာနော်ပြင်နိုင်ဒီတန်တွေထွက်နေသည်စိုးခွင့်ရှိနေသည်စိုးနိုင်နေသည်ဆိုခြင်းတာပေါ့ဒါအဲ့ဒီမရောမချင်းရရှောက်မယ်ဆိုတော့အားတော့တစ်သလုံးရမယ်လို့မထင် ဒါပေမဲ့ရာခိုင်နှုန်းရသွားမယ်ဆိုရင်ကျွန်တော်တို့40ရာခိုင်နှုန်း50ရာခိုင်နှုန်းကတော့ကျင့်တဲ့ဆရာကောင်းနေပါပြီ။အဲဒါဆိုကျွန်တော်တို့လုပ်ခွင့်ရှိလို့လုပ်နေတာ။